မင်္ဂလာပါရှင်။ဖေခွန်ပင်လောင်နယ်ဆက်ကရွာမီရှုခံရတဲ့ဆစ်ဆောင်တွင်နှစ်နာရီကျော်ကြာလမ်းလျှောက်ထွက်ပြေးလာရတဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်။ရှမ်းကရနီနယ်ဆက်ဖေခွန်ပင်လောင်နယ်ဆက်ကဘောရန်ကျေးရွာကိုစစ်တပ်နဲ့ပြန်လို့တို့ကမီးရှို့ဖျက်ဆီးခဲ့တာကြောင့်ဘောရန်ကျေးရွာမှာရှိတဲ့ဒိဒါခံတွင်နှစ်နာရီကျော်ကြာလမ်းလျှောက်ထွက်ပြေးလာရတယ်လို့ကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။ ပြီးခဲ့တဲ့အော်တိုဘလာ73ရက်နေ့ညနေ၄နာရီဝန်းကျင်ခန့်မှာစစ်တပ်နဲ့ပြန်လို့တို့ကဖဲခုံမြို့နယ်ဘောရန်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့်ဒေတာခံတွေပေးလို့ရတောတောင်များတွေထွက်ပြေးတင်းရှောင်ခဲ့ရပါတယ်။အဲဒီနောက်အော်တိုဘလာ74ရက်နေ့မှာဖဲခုံမြို့နယ်အနောက်ဖဲချမ်းကိုတောင်ရလန်းအတိုင်းနန်နိုင်ကြော်ကြာလန်းလျှောက်ထွက်လာခဲ့ပြီးကဲဆယ်ရေးအဖွဲ့တွေကဆက်လက်ကူငင်ဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့အော်တိုဘလာ၁၀ရက်နေ့နဲ့အော်တိုဘလာ၁၄ရက်နေ့ညပိုင်းတို့မှာဖဲခွန်ပင်လောင်းနယ်စပ်မှာရှိတဲ့မြောက်စလုံးကျေးရွာရှိနေအင်တွေကိုစစ်တပ်နဲ့ပြန်လို့တို့ကမီးရှို့ဖျက်ဆီးခဲ့တယ်လို့စစ်ရေးတရင်ရဲမြင့်တွေကပြောပါတယ်။2025ခုနှစ်စက်တဘာလ17ရက်နေ့ကစပြီးဖဲခွန်ပင်လောင်းနယ်စပ်မှာရှိတဲ့တောင်မဲတင်ကျေးရွာကိုစစ်တပ်နဲ့ပြန်လို့တို့ကအင်အားအလုံးအင်းနဲ့စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာ၈ရွာမှာရှိတဲ့ဒီတာကန်၄၀၀၀ကျော်စစ်ဘေးတိမ်းရှောင်ခဲ့ရပါတယ်ရှင်။